မင်္ဂလာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့ဧပြီလ28ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်တင်ဆက်ပေးမယ့်သတင်းတွေကတော့မန္တလေးမှာငလင်တလပြည့်တပ်ပြောက်ဆုံးကတ်မှုတွေပြုလုပ်နေတဲ့သတင်းစစ်လက်နက်အရေးသွေးပိုကောင်းအောင်ထုတ်လုပ်မယ်လို့စစ်ကောင်းဆောင်ပြောတဲ့သတင်းငလင်ကြီးလှုပ်ခတ်မှုတလပြည့်ပြီးဖြစ်ပေမဲ့အမှန်တကယ်ထိခိုက်သူတွေထံလှူဒန်းမှုတွေမရောက်တဲ့သတင်း ငလင်ကြောက်ပျက်စီးသွားတဲ့ရထားလမ်းပိုင်းတွေပြန်လည်ပြုပြင်ပြေးဆွဲနေပေမဲ့လမ်းပိုင်းတချို့တော့ရနာထားဆဲဖြစ်တယ်ဆိုတဲ့သတင်းရန်ကုန်အတွက်ဂျာကာလာအစီမံရေးဆွဲရေးကော်မရှင်ဖွဲ့စည်းလိုက်တဲ့သတင်းခရိုင်းမီးယားကိုတရားဝင်လက်လို့ရမယ်အမေရိကန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုယူကရိန်းပြည်သူတွေကန့်ကွက်တဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးမှာငလင်တလားပြည်တပ်ပြောက်ဆုံးကတ်မှုတွေပြုလုပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြင်းအမြင့်ငလင်းတန်းကြောင့်ထိခိုက်သေးဆုံးမှုအများဆုံးဒေတာဖြစ်တဲ့မန္တလေးမြို့မှာဒီကနေ့တလပြင်းမြောက်တဲ့နေ့အနေနဲ့တေဆုံးခဲ့ရသူတွေအတွက်တပ်ဖြောက်ဆုံးကတ်လူပွဲတွေပြုလုပ်ပေးနေရလို့ဒေတာခန့်တွေထံကသိရပါဗျ။မြမထုံးနှံတလေးရတေဆုံးမိတစ်ပတ်ပြည့်တဲ့အခါ တန်ငါးတွေကိုပင့်ဖိတ်ပြီးရက်လက်ဆွန်းတုပ်ပြုတ်လုလေရှိသလိုပထမဆုံးတလားပြေမှာပဲတက်ပြောက်ဆွန်းကလေးရှိပါတယ်။ငလင်ဘေးအတွင်မိသားစုဆုံးရှုံးခဲ့ရသူတချို့ကလည်းတလားမပြေမီနှစ်ရက်အလိုကလေးကဖုန်ကြီးကျောင်းတွေမှာကွယ်လွန်ခဲ့ရသူတွေအတွက်ဥပုသ်ဆောက်ပြီးဖုန်ကြီးဆွန်းကကကောင်းမှုကုသိုလ်တွေပြုလုပ်ပေးကြတယ်လို့မြို့ခံတွေကပြောပါတယ်။မန္တလေးအပါအဝင်စကိုင်းနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းတို့ကတန်းနဲ့ချီတဲ့ငလင်တန်းခန်းစားခဲ့ရသူတွေအနေနဲ့မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့ AR Star SK 9.9အစီရှိပြည်ရမြင့်သမိုင်းဝင်ငလင်တန်းကနေရုံးထွက်နိုင်မှုအချိန်ကြာမြင့်အောင်မှာဖြစ်ပါတယ်။လက်ရှိငလင်တန်းတင့်ခဲ့တာတလပြင်းမြောက်ခဲ့ပြီးဖြစ်ပေမဲ့ကယ်ဆယ်ရေးနဲ့ရှင်းလင်းရေးလုပ်ငန်းတွေကလည်းလုတ်ကင်နေဆဲဖြစ်ပြီးပြန်လည်ထူထောင်ရေးအတွက်မလုံဆောင်နိုင်သေးဘူးလို့သိရပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့စစ်လက်နက်အရေးသွေးတွေပိုကောင်းအောင် ထုတ်လုပ်မယ်လို့စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်နက်အားကိုနဲ့အာဏာသိမ်းခဲ့တဲ့စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ကစစ်လက်နက်အရေးသွေးကိုအခုထပ်ပုံမကောင်းမအောင်ထုတ်လုပ်ဖို့စင်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နဲ့အခမ်းအနားမှာသူ့အော်စာခံတွေကိုအမိတ်ပေးလိုက်ပါတယ်။အကြီးကျယ်စစ်ရှုံးနေတဲ့စစ်ကောင်စီကောင်းဆောင်ကမြန်မာလွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ကပါစာတွေမှာလက်ရှိတာဝန်ထမ်းဆောင်နေသူတွေကိုတစ္ဆာရှိရှိနဲ့တာဝန်ကျေပွအောင်ထမ်းဆောင်ကြဖို့လဲ အမိတ်ပေးသွားခဲ့ပါတယ်။စစ်ကောင်စီကကာကွယ်ပစ္စည်းစက်ရုံတွေကတစင်စစ်လက်နက်တွေပုံမထုတ်လုပ်ဖို့ပြောဆိုနေပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကအဲ့ဒီစက်ရုံတွေကိုပြင်မှတ်ထားတိုက်ခိုက်မှုတွေပုံမလုံဆောင်လာတဲ့အတွက်ပုံမထုတ်လုပ်ဖို့အခွင့်မတားတော့ဘူးလို့သုံးသပ်နေကြပါတယ်။အမျိုးသားညညရေးအစိုးရ NUG ဘက်ကစစ်ကောင်စီတပ်ထင်းချုံနိုင်တဲ့နယ်မြေမှာလေးပုံတပုံတော့မရှိတော့ဘူးဆိုပြီးယာယီသမရာဒိုဝလာရှိလာကနှစ်ဆန်းတရက်နေ့မိခွန်မှာထည့်သွင်းပြောကြားခဲ့တယ်လို့အခုနှစ်ထဲမှာတော်လိုင်းရေးကိုအဆုံးသတ်ဖို့လဲ တိုက်သွင်းသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ကမကွေတိုင်းနယ်မှာကားပါစဆက်ယုံ15ယုံ၊ပဲခူးတိုင်းနယ်မှာဆက်ယုံ9ယုံ၊တက်ကုန်းမြို့မှာ2ယုံနဲ့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ထဲမှာတယုံရှိပြီးအဲ့ဒီဆက်ယုံတွေကလည်းလက်နက်ခဲယံနဲ့ဆက်ဆက်ပစ္စည်းတွေထုတ်လုပ်နေတာဖြစ်ပါတယ်။တတိယသတင်းတပုတ်အနေနဲ့ငလင်းကြီးလှုပ်ခတ်မှုတလားပြည့်ပြီဖြစ်ပေမဲ့အမှန်တကယ်ထိခိုက်သူတွေထံလှူဒန်းမှုတွေမရောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တမားဝင်ငလင်ကြီးလှုပ်ခတ်မှုအတွက်လှူဒန်းမှုတွေပြုလုပ်နေကြပါပဲ။ဒီကနေ့ April 28ရက်တလပြည့်တဲ့အထိအမှန်တကယ်လိုအပ်နေသူတွေထံအကူအညီတွေရောက်တင်သလောက်မရောက်ရှိပဲဖြစ်နေရလို့ဒေသခံတွေကပြောပါရတယ်။ ရစ်စတာစကေးခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့အင်အားပြင်းငလင်ကြီးကြောင့်ထိခိုက်ခံစားခဲ့ရသူအများစုဟာလူလက်တန်းစားတွေဖြစ်ပေမဲ့ပုတ်ကလိကလူဒန်းသူတွေနဲ့နိုင်ငံတကာကလူဒန်းမှုတွေဟာသူတို့စီမရောက်ဘူးလို့မန္တလေးမြို့ကန်တအုပ်ကဆိုပါတယ်။ဒါအပြင်အလူလက်ခံသူတချို့ကလည်းလာရောက်လူဒန်းသမျှပစ္စည်းတွေကိုအမှန်တကယ်မလိုအပ်ပဲလိုက်လံစုဆောင်းပြီးစွန့်ပစ်မှုတွေပြုလုပ်နေကြတယ်လို့ငလင်တန်းတင့်ဒေတာကမျက်မြင်တွေ့ရှိခဲ့သူတွေကဆိုပါတယ်။လှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်ကိုအကြောင်းပြပြီးမန္တလေးမြို့ မှာငလင်းအလူခံစားနေတဲ့အဖွဲတွေတောင်ပေါ်ပေါက်နေပြီးစစ်ကောင်စီကထောက်ပံ့မှုဆိုတာဟာလဲတလားပြည်ရနေအထိပြည်သူတွေထံမရောက်သေးသလိုစည်ရင်ကောက်တဲ့အစ်စင်မဲရှိနေလို့သိရပါဗျ။စကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကငလင်းကျောက်တည်ဆုံခဲ့ရသူတအူကိုကျက်ဆယ်သိမ်းပေးမယ်လို့ပြီးခဲ့တဲ့ဧပြီ9ရက်ကပြုလုပ်တဲ့စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာပြောထားပြီးထိခိုက်ဒဏ်ရာရသူနဲ့အဆောက်အုံအိမ်ပျို့ပြက်ခဲ့ရသူတွေကိုတော့တင်းလျော်တလောက်ပဲထောက်ပံ့မယ်လို့ပြောခဲ့ပါဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငလင်ကြောက်ပျက်စီးသွားတဲ့ရထားလမ်းမိုင်းတွေပြန်လည်ပြုပြင်ပြေးဆွဲနေပေမဲ့လမ်းမိုင်းတချို့တော့ရပ်နာထားဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်အားပြင်းငလင်းကြောင့်တထားလမ်းပိုင်းပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ယာယီရနာခဲ့ရတဲ့လမ်းပိုင်းတွေပြုပြင်ခဲ့ပေမဲ့တချို့လမ်းပိုင်းတွေကတော့ရနာထားရဆဲဖြစ်တယ်လို့မြမမီးရထားနဲ့နီးစပ်သူတွေထံကသိရပါဗယ်ငလင်းထန်းကြောင့်တထားလမ်းပိုင်း82နေရာတရားချုပ်ရင်မူ15ခုစုစုပေါင်းလန်ဒနာပျက်စီးချုပ်ရင်မူ86ခုဖြစ်ခဲ့ပြီးရန်ကုန်မန္တလေးရထားလမ်းကြောက်တကားတောင်ကူလမ်းပိုင်းမှာလမ်းပျက်စီးမှု23နေရာတောင်ကူနေပြည်တော်လမ်းပိုင်းမှာလမ်းပျက်စီးမှု9နေရာနဲ့တရား ချိုရင်မှုတုံးခုရှိခဲ့ပါတယ်။ဒါအပြင်တာစီမန္တလေးလမ်းပိုင်းမှာလမ်းပျက်စီးမှု930တရားချိုရင်မှု6ခုတာစီမိတ်ထီလာလမ်းပိုင်းမှာတရားချိုရင်မှု2ခုပြင်မနာတောင်တွင်ကြီးလမ်းပိုင်းမှာလမ်းပျက်စီးမှု7တက်နေရတဲ့တရားချိုရင်မှု2ခုလို့ဖြစ်ပွားခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်ထားပါတယ်။ပျက်စီးသွားတဲ့ရထားလမ်းမိုင်းတွေမှာတော့ပြေးဆွဲမှုအရာရည်ရနာထားပေမဲ့ထိခိုက်ပျက်စီးမှုမရှိတဲ့ရန်ကုန်မြို့ပတ်ရန်ကုန်မော်လမြိုင်ရန်ကုန်ပြီးရန်ကုန်ပဲခူး ပသိမ်ကြံကင်းစားတဲ့လမ်းပိုင်းတွေမှာတော့လူစီရထားနဲ့ကုန်တင်ရထားတွေပုံမှန်အတိုင်းပြည့်စွဲပေးနေရလို့သိရပါတယ်။ချုံရင်းပြည့်စည်သွားတဲ့လမ်းပိုင်းနဲ့တရားပြပြမှုတွေကိုမြမမီရထားတိုင်းနယ်မြေအလိုက် လူဝင်အားဆက်ရင်အားပျက်စီးရင်အားထိရောက်တဲ့ထောက်ပံ့မှုတွေနဲ့ဆောင်ရွက်နေရလို့သိရပါဗျ။ဆက်လက်ပြီးရန်ကုန်အတွက်ဂျာကာလာအစီအမံရေးဆွဲရေးကော်မရှင်ဖွဲ့စည်းလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတော်လိုင်းအင်အားစုအဖွဲ့ပေါင်း100ကျော်စုစည်းပြီးရန်ကုန်ဂျာကာလာအစီအမံရေးဆွဲရေးကော်မရှင်တရက်ကိုနှစ်ရက်တာအစီအဝေးပြုလုပ်ပြီးနောက်အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့တယ်လို့စုံညီအစည်းအဝေးကျင်းပရေးကော်မတီရဲ့တာဝန်ရှိသူတွေကပြောပါရတယ်။ရန်ကုန်ဂျာကာလာအစီအမံရေးဆွဲရေးကော်မရှင်တရက်ကိုနှစ်ရက်တာပြုလုပ ပ်ခဲ့တဲ့ရန်ကုန်ပလက်ဖောင်းမျက်နာစုံကြီးအစီအွေကအတည်ပြုလိုက်တဲ့အတွက်မကြခင်မှာအသက်ဝင်တော့မှာဖြစ်တယ်လို့လဲဆိုပါရယ် အခုလိုဖွဲ့စည်းလိုက်ရတာဟာရန်ကုန်တည်ငြိမ်မှုအတွက်နဲ့တကယ်လို့များစစ်ကောင်စီကရန်ကုန်ကဆုတ်ခွာသွားပြီးစစ်ရှုံးခဲ့မယ်ဆိုရင်ပါဝါလီဟာနယ်ဖြစ်တဲ့အချိန်မှာစူးစမ်းတာထက်အခုကတည်းကကြိုတင်ပြင်ဆင်တဲ့အနေနဲ့ဂျားကာလာအစီမံရေးဆွဲဖို့အလို့အဖွဲ့ကိုတာဝန်ပေးလှုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါရယ်ရန်ကုန်ဂျားကာလာအစီမံရေးဆွဲရေးကော်မရှင်ကိုလွတ်တော်ကိုယ်စားလှယ်တွေပါတီတွေ CDM တွေမြေပြင်တပိတ်နဲ့တော်လိုင်းအင်အားစုတွေအပြင်တမကတွေအမျိုးသမီးကဏ္ဍလူနည်းစုနဲ့တက်သည့်ပညာရှင်စတဲ့ ခန့်ကဏ္ဍအစုံဖွဲ့စည်းဖို့သဘောတူညီထားခဲ့တယ်လို့ဥထွန်းကြည်ကပြောပါရယ်။ရန်ကုန်ပလက်ဖောင်းရဲ့အလုပ်အဖွဲ့ဝင်တွေဖွဲ့စည်းရမှာလဲအမျိုးသမီးပါဝင်မှုအပြင်ကြားမှတန်းသူရေးကိုလည်းချန်လက်ထားမှုမရှိဘူးလို့သိရပါရယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ခရိုင်မီးယားကိုတရားဝင်လက်လွတ်ရမယ်အမေရိကန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုယူကရိန်းပြည်သူတွေကန့်ကွက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ခရိုင်မီးယားကျွန်းဆွယ်ကိုရုရှားထံအပြီးပိုင်ပေးအပ်ရမယ်ဆိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကြောင့်ယူကရိန်းအာဏာပိုင်တွေကထိတ်လန့်အာတင်ခဲ့ရတယ်လို့ AP သတင်းတရမှာဖော်ပြထားပါတယ်။သူတို့အနေနဲ့ဒီကျွန်းဆွယ်ဒေသကိုယာယီလောက်သာရုရှားကသိမ်းပိုက်ထားနိုင်မယ်လို့မျှော်လင့်ထားကြတာဖြစ်ပြီးအခုလိုတရားဝင်အပြီးတိုင်ပေးအပ်လိုက်ရဖို့ကိုတော့လက်ခံနိုင်ပွဲမရှိဘူးလို့လည်းသတင်းမှာဖော်ပြထားပါတယ်။ရုရှားက2014ခုနှစ်မှာမတရားသိမ်းပိုက်ခဲ့တဲ့ခရိုင်မီးယားကိုလက်လွတ်ဖို့ဆိုတာဟာနိုင် ုင်ငံရေးရတာမကဥရေချောင်းအရာလဲမဖြစ်နိုင်ဘူးလို့ကြွမ်းကျင်သူတွေကမှတ်ချက်ပြကြပါဗျ။ဒီလိုလွှဲပြောင်းပေးဖို့အတွက်ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့နဲ့ပြည်လုံးကျွတ်ဆန္ဒခံယူမှုတွေလိုအပ်ပြီးနိုင်ငံတော်သစ္စာဖောက်မှုအဖြစ်ဆွဲချက်တင်ခံရနိုင်ခြေလဲရှိနေတယ်လို့ယူကရိန်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြည်သူလူထုကလည်းဒီငင်းချင်းအဆိုပြုချက်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထားကြတာပါဗျ။ နိုင်ငံရေးဆီရေးဖိအားတွေကြောင့်အလျှော်ပေးလိုက်ရတာမျိုးမဟုတ်ပဲခရိုင်းမီးယားဒေသကိုတရားဝင်လွတ်လွတ်လိုက်ရမယ်ဆိုရင်အနာဂတ်မှာပြန်လည်ရရှိဖို့မျှော်လင့်ချက်ကိုပါရိုက်ချိုလိုက်တာဖြစ်တယ်လို့သိရပါတယ် MP ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်